ကုံစင်းလုံးတက်လာတယ်ဗျကျန်တဲ့စီးပွားရေးလူမှုရေးအကုန်လုံးအဆင်မပြေဘူးလို့တော့အန်ဒီကတော့ထင်တယ်အဲ့တော့ကုံစင်းလုံးတက်မယ်ဆိုတာနဲ့ဗမာနိုင်ငံကတော့ ADA ကိုပြန်မသွားနိုင်ဘူးလို့ပြောလို့မရဘူးပဲပြောမှာနေ့စဉ်စားသုံးတယ်ညချက်စရာဝယ်တဲ့အခါမှာခါတိုင်းတပိတ်တာဝယ်တယ်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်60တာပဲဝယ်ရတာပေါ့နော်ပစ္စည်းကိုဒီအလေးချိန်ရှော့ပြီးတော့ဝယ်လိုက်ရတာပေါ့ငွေကြီးဈေးတက်တဲ့အတွက်ကုန်စည်လုံးဈေးတက်တဲ့အတွက် ငွေကိုပြန်ပြီးတော့ရှော့ချရတဲ့အနေနဲ့ပစ္စည်းကိုရှော့တော့ဝယ်လိုက်တယ်။နောက်ကိုကဈေးရောက်တဲ့အခါကျတော့လေဒီစားသုံးသူတွေကအပြည့်အဝမဝယ်နိုင်တဲ့အတွေ့ပစ္စည်းကိုလည်းကိုကရှော့ပြီးတော့ချရတယ်။တော်တော်တက်တာပေါ့ပဲစီတွေဘာတွေဆိုလို့ရှိရင်8000 9000လောက်ထိကိုတက်လာတာ။အရင်တော့9000လောက်နဲ့ဝယ်ရမယ်၊4000ကျော်9000နဲ့ဝယ်ရမယ်ဟာ။အခုဆိုတစ်စားလောက်ကိုတက်သွားတာလေ။ စံဆိုလဲဒီတိုင်းပဲလေဘာပဲပြောပြောစံစေးကမတက်ပါဘူးမတက်ပါဘူးပြောနေမြန်စံစေးကတကယ်တမ်းကျတော့စံစေးကတက်နေတယ်လေသူတို့ကခြေကန်လူတန်းစားကိုသူတို့ကမသိလို့တာစံစေးတွေမတက်ပါဘူးမတက်ပါဘူးတာပေါ်မှာအော်နေတာအောက်မှာကျတော့စံစေးတွေကတက်နေတာပဲခါတိုင်းဆိုရင်ကုန်စင်းလုံးကြက်တောက်ဝက်သားဘဲကွာအစားပေါ့တီးရွက်ကအစားပေါ့နော်ဟိုဟာဟိုဟာ900ရှိရဝယ်လို့ရှိရင်အခု1300 1400ဟဲအဲ့လောက်ဖြစ်လာတယ်ပေါ့ဘဲဥဆိုတဲ့60တရားနဲ့150တရား300တရားလေးအဲ့လောက်ဖြစ်လာတယ်ပေါ့နော် ဲ့လိုအချိန်မှာကိုစင်းလုံးနေတားအမြင့်တက်လာတော့မိသားစုအခက်အခဲရှိတာပေါ့ဟိုကိုတုံးကဆွဲရတဲ့ပတ်စံနဲ့မလောက်မငါနဲ့ဝင်ငွေထွက်ငွေမမြတ်တာပေါ့အဲ့လိုမျိုးလေးပေါ့ตาဟင်းကိုတပတ်ကို3လေးရက်စားမယ်စား3ရက်လောက်ပေါ့เนาะစားနိုင်မယ်စားအခုက3ရက်မစားနိုင်ဘူးတပတ်ကို1ရက်လောက်ပဲစားပြီးကျန်တဲ့ဟာတော့အသားပေါ့ အသားနဲ့အရွက်တွေနဲ့အသားနဲ့ရောတယ်အရင်တော့ဆိုတော့အန်ဒီကအသားရင်းကနာပြောလို့တခုတည်းပဲနဲ့ပဲနဲ့အရွက်ကြော်လေးနဲ့ဟင်းကြုံနဲ့ချက်ပင်ပဲအခုကျတော့အဲ့လိုမချက်နိုင်တော့ဘူးလေအသီးရွက်နဲ့အသားလေးနဲ့ရောပြီးတော့ချက်တယ်ဆရာတော်တွေလောင်းတဲ့အခါလဲအဲ့လိုပဲလောင်းနေပေါ့ခြေရှင်းရတဲ့ခါကျတော့ကျွန်တော်ကဈေးတက်တယ်ဟာငါဈေးတက်တယ်ငါမဝယ်စားဘူးဆိုတော့နေလို့တော့မရအောင်ဟိုသူ့ဈေးနဲ့သူကဝယ်စားတာပဲအရင်တော့ကျွန်တော်တပိတ်တာဝယ်အခုဆို90တာဝယ်နေတယ်ဟို90တာကိုမီတာစုလောက်အောင်စားရတယ် ဟာဟိရတမျိုးတည်းမဟုတ်ဘူးတခါဟိရတမျိုးလေးမျိုးပါတယ်ဆိုတော့တိတိတိအကုန်စင်းတော့တက်လာတဲ့အများပစ္စံလည်းရင်တော့9000ဆိုလောက်တယ်ခုဆို9000ဆိုရှင်ဘာမှတော့လို့မရအောင်မွေးတော့မခံဘူးတောင်းတော်မှညမနေ့ဆိုတာစားဖို့တောက်ဖို့အနေနဲ့ပဲပေါ့နော်မိသားစုအိမ်ထောင်ရှင်မအနေနဲ့လည်းသူတို့တွေလည်းပေါ့အတုံးအတုံးစိတ်ရောရွှေ့တာပါတဲ့နိုင်ငံတော်ဆိုရနဲ့ဆိုင်တာပေါ့ဒါတွေကနိုင်ငံတော်ဆိုရအနေနဲ့အများကြီးတာဝန်ရှိတယ်လေလူတွေကလောက်တာလောက်ရတယ်ရတဲ့လစာတွေက ရတဲ့လစာတွေကသူတို့လုံအားခံနေရမမျှဘူးဒါအစိုးရမှအများကြီးတာဝန်ရှိတယ်လို့တော့အန်တီသုံးသပ်မိပါတယ်